တခါတည်းရန်လူရဲ့စိတ်ဟာစိတ်ကောင်းနှလုံးကောင်းဆိုတာဖြစ်လာတယ်။တွေ့သားပေါ်မှာငဲ့ကြတဲ့စိတ်မေတ္တာထားတဲ့စိတ်အကျိုးစီးပွားကိုလိုလာတဲ့စိတ်ဆိုတဲ့ဖြူစင်တဲ့စိတ်တက်လေးတခါတည်းရန်တစ်ဖက်သားကိုကူညီခြင်းနဲ့စိတ်တွေအဲ့ဒီလိုစိတ်ကောင်းနှလုံးကောင်းလေးတွေဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ကောင်းနှလုံးကောင်းနဲ့ပြောလိုက်တဲ့စကားလှုပ်လိုက်တဲ့အလှုပ်ချတော့ ထိုတို့ပြုလို့မှုကြောင့်ပြောဆိုမှုကြောင့်နောက်ကတတိကြီးစိတ်ချမ်းမြေ့ဝရတွေပဲဖြစ်ပေါ်လာတယ်ကိုလုံလိုက်တဲ့အလုံလေးတစ်ခုကြောင့်စိတ်ချမ်းမြေ့ဝရဖြစ်လာဥမာတစ်ခုပဲစိတ်ကောင်းနှလုံးကောင်းလေးရှိလို့ကုသိုလ်ကောင်းမှုလေးလုံးလိုက်တယ်လူတစ်ယောက်ကိုကူညီလိုက်တယ်ဟောကူညီလိုက်လို့ဟိုတစ်ဖက်သားကကျေးဇူးတွေတင်ပြီး အချင်းချင်းမေတ္တာသက်ဝင်ပြီးတော့နောက်ဆုံးမှာဒီစိတ်ချမ်းသာဝေရတဲ့ဆင်